ီကဒီဆာလာနဲ့ပတ်သက်ရင်တော့တော်တော်လေးဟိုဝေဖန်ခံရရတယ်ပေါ့နော်။ပုံမှန်အဖြစ်ပေါ့ဆိုဆာလာကအကိုတို့လီဗာပူးကိုရောက်လာတဲ့တစ်လျှောက်ဒါဒီနှစ်က900ဒီလောက်ပေါ့။ရှေ့မှာ800ဒီလောက်ကစားထားတာမှာတကယ်ကိုနှစ်တိုင်းကသူ့ရဲ့ရှယ်ယာလက်ရာနေနဲ့ပဲလီဗာပူးတင်ကဒီအောင်မြင်မှုတွေမှာအကြီးကကြခဲ့တာပေါ့နော်။ဝင်ခံရရင်တော့သူ့ကိုယ်တိုင်နဲ့ဒီယာဒီမှာခြေဆွမ်းတာဒီတာကိုထိုးပြီးတော့ကြာသွားပြီ။ဒီ33နဲ့ဆိုရဲအနေထားဒါပြီးခဲ့တဲ့ယာဒီကဒါဘယ်လိုပြောလဲ။နောက်တော့တောက်တဲ့မီးတော့လေးဖြစ်မလားကျွန်တော်တို့ မခံမှန်းတတ်ဘူးဆိုကာဟာပြည်သက်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1hback ကနေအဓိကကူညီပံ့ပိုးပေးတာပါပဲပိတ်သက်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရေကုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1hback ကိုဒေါင်းလုပ်ရယူပြီး promo code 1soccer house နဲ့အတူအကောင့်ဖွင့်ဆော့ကစားနိုင်ပါတယ်ပထမဆုံးတွင်ွေအတွက် အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့အစီအစဉ်ရှိကြောင်းကိုလည်းတီးပြလိုက်ပါသည်။ Cyber Game နဲ့အခြားအားကစားနည်းတွေပြင်အခါအလျောက်စွာရှိနေတဲ့ promotion တွေကနေစုကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ Promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ။ဆက်ပါပေးသမျှအားလုံးပဲမင်္ဂလာပါများဒီတစ်ပတ်မှာတော့ကျွန်တော်တို့ညီကုံနှစ်ယောက်ကဒီရာဒီမှာခြေစွမ်းပိုင်းအရာအနေငယ်ရုပ်ကန်နေရတဲ့ဆာလာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့အမြင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီ season မှာတော့ကျွန်တော်နဲ့အတူ ညီလေးကောင်းတဲ့ကတော့ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါညီလေးမင်္ဂလာပါကိုစိုးကြီးဒီရာဒီဆာလာနဲ့ပတ်သက်ရင်တော့တော်တော်လေးဟိုဝိပန်ခံရရတယ်ပေါ့နော်ပုံမှန်အဖြစ်ပေါ့ဆိုဆာလာကအကိုတို့လီဗာပူးကိုရောက်လာတဲ့တစ်လျှောက်ဒါဒီနှစ်က900ကျော်ပေါ့ရှေ့မှာ800ဒီလောက်ကစားထားတာမှာတကယ်ဟိုနှစ်တိုင်းကသူ့ရဲ့ရှယ်ယာလက်ရည်နဲ့ပဲလီဗာပူးတင်ကဒီအောင်မြင်မှုတွေမှာအကြီးကကျခဲ့တာပေါ့နော်သူ twin goal တွေဆိုချင်းအကိုသတိထားပြီးတဲ့လောက်ဆိုရင်ဒီပြီးခဲ့တဲ့800ဒီလောက်မှာ90မပြည့်တဲ့ရာသီက 300တိလောက်ပဲရှိတယ်ဒါ2024ရပြီ2023 24မှာသူ twin ကို16ကိုရှိတယ်အဲ2020နဲ့23 7000တိမှာ twin ကို19ကိုကိုရှိမှလည်းတောက်လျှောက်သူစရောက်လာခဲ့တယ်ပထမဆုံး16 18ရပြီလို့ဆာလာဒီလောက်ကြီးမတောက်ပခင်မှာတော့မသူကပထမဆုံးရပြီမှာပဲ32ကိုသိပြီးတော့စေချိန်ဖန်ပြီးပြီးတော့ဆာလာဘာလဲဆိုတာကိုပြခဲ့တယ်အဲနောက်ပိုင်းမှာလည်းကိုစစ်စစ်ရှိရှိနေပေါ့နော်အတင်းအတွက်ဟိုတကယ်ခြေစားပြခဲ့တယ်ဆိုတော့မနှစ်ကဆိုရင်ဒီ Premier League လို့အမည်ပြောင်းလဲပြီးနောက်ပိုင်းဒီဘက်ခေတ်ပေါ့ ဒါဟိုဘက်ရှစ်မှာတော့ Indigo တို့ရှီအားတို့လောက်ခဲ့ဝင်တယ်94 95ဟိုဘက်ခစ်ဟိုမနေ့ Premier League ကပြောင်းပြီဒါပေမဲ့ခစ်ဟောင်းခစ်ဦးအစပိုင်းပါเนาะဒီဘက်နောက်ပိုင်းမှာဆိုရင်ဆာလာကအကျဉ်းဆုံးလို့ပြောလို့ရတယ်သွင်းကိုက29ဟိုဂိုးဖန်နီမှုက18ကျေဆိုတော့တကယ်ကိုကြောက်စရာကောင်းတဲ့ဂိုးသွင်းနှုံးလေးဂိုးဖန်နီမှုတွေလုံထိုင်ခဲ့ပြီးတော့အကောင်းဆုံးပုံစံရခဲ့တယ်အဲ့ဒါကြောင့်လည်းသူ့ကိုစာချုပ်သက်တမ်းထပ်တိုးပြီးတော့အသိနဲ့သူဆက်ရှိတယ်ဒီရာဒီမှာတော့အသိကမထင်မှတ်လောက်အောင်ရလက်တီလည်းရင်းရလာတယ်သူကိုယ်တိုင်လည်း ဒီရာဒီခြေစွမ်းပိုင်းကြီးကကြဆင်းလာတာကိုလည်းမြင်လို့မရဘူးဒီရာဒီစက်တပွဲမှာဆိုရင်လေကိုကိုမနီမူနှစ်ချိန်ဆိုတော့အရန်ကြီးဒီကို assist ကအရန်ကြီးမဆိုးဆိုပေမဲ့သူ့ရဲ့ performance ကျသွားတာရာတို့ဒါမြင်လို့မရဘူးဆိုတော့ဆာလာနဲ့ပတ်သက်တဲ့အမြင်လေးကြီးကပြောပြပေါ့ဟုတ်ပါတယ်ကိုစိုးကြီးဒီရာဒီမှာတော့ဒါဒီလိုဆာလာကြဆင်းသွားတဲ့ပုံစံမျိုးကဒါကျွန်တော်တို့သူဒါဆို900ရာဒီမြောက်ဖြစ်သွားပြီပေါ့လေ liverpool မှာဒါတခါမှလည်းကျွန်တော်တို့အဲ့လောက်ကြီးကြွားရတာမမြင်ဘူးဟိုကျွန်တော်ဆိုလိုချင်တာက तू ဒီ5ပေါက်ပျောက်တယ်ဒီ9ပွဲဆက်6ပွဲဆက်5ပေါက်ပျောက်တယ်ဒီလိုကာလာမျိုးတွေမြင်ခဲ့ရဘူးလေဒါပေမဲ့အဲ့လို5ပေါက်ကိုမသွင်းနိုင်တဲ့ပွဲမှာ ਉਹ ပဲသူ့ခြေစွမ်းအဲ့လောက်ကြီးဂျိမ်းရိုက်နေတာမျိုးတော့မဟုတ်ခဲ့ဘူးပေါ့လေအခုတော့ဒါဒီယာဒီပရီးမီးယားလီစကတဲ့ကဒါဆာလာရဲ့ခြေစွမ်းတော်တော်လေးကိုထိုးပြီးတော့ကြာနေတယ်အဲ့ဒီပြင်ဦးမှာဒါသတိထားပြီးထက်ကြည့်လိုက်မယ်ဆိုရင်ပြီးခဲ့တဲ့ယာဒီဒါယာဒီဝက်နောက်ပိုင်းပေါ့လေဒီယာဒီရဲ့သုံးပုံနှစ်ပုံအကျော် ကာလတွေဒီ သူတို့ချန်ပီယံလီးဂ်ထွက်ခွာရတယ်ကာရောင်ဖလားမှာဒီယူကာဆယ်ကိုရှုံးနိုင်တယ်အဲ့နောက်ပိုင်းပွဲစဉ်တွေမှာသူ့ရဲ့တွဲဘက်ဖြစ်တဲ့ဒီအလက်ဇနားအာနိုဒန်ယာရသွားပြီးလေဆာလာရဲ့ခြေစွမ်းဒီမတိမတာလေးတော့ကြဆင်းလာတယ်ပေါ့နော်ဒီဟာဒီမှာတော့ဒါကိုကွက်ကွင်းကွင်းကိုသွားပြီးတော့ပေါ်လာတယ်လို့လည်းပြောရမယ်ဆိုရင်ဒီသူရောက်လာတဲ့ဒါဆိုဒါကိုရတီမြောက်ဒီဆရောက်လာတဲ့အချိန်မှာသူကဒီရိုမာတို့ဒီဖီယွန်တီနာတို့မှာကစားခဲ့တဲ့ဝင်ကားလိုပုံစံမျိုးမဟုတ်ဘဲနဲ့ဒီရိုင်ဂလော့ကသူ့ကိုဒီညာချမ်း inside for roma တုံးပြီးကစားခဲ့တယ်ဒီ ကျွန်တော်တို့ဒီပရီးမီးယားလီးဂ်တွေချန်ပီယံလီးဂ်ဖလားတွေဒီရရှိပြီးတော့ဒီတရားကိုအန်ဂန်ဒိုရာရောက်လာတဲ့2021ဝင်းညင်ကာလမှာတော့သူ့ကိုဒီတက်ချ်လိုင်းနာကိုဆွဲကပ်ပြီးကစားရတယ်ဘောလုံးရတော့မှအတွင်းကိုဝင်ဆိုတော့ဒီ inverted ဝင်ကာပုံစံမျိုးကစားစီတယ်ဒါမဲ့ဒီယာတီမာတော့ပို့ပြီးထူးကြတာကဆာလာရဲ့ဘောလုံးထိချက်တွေဟာဒီတောင်မန်တက်ချ်လိုင်းနာမှာပဲများနေတယ်လို့ပေါက်ဆဲမှာလည်းတက်ချ်တွေယော့လာတယ်ဒီအတွင်းနဲ့ကိုဘောလုံးနဲ့အတူဘောလုံးရလန်အတွင်းနဲ့ကိုချိုးဝင်လာတဲ့အခြေအနေတွေကလည်းတော်တော်လေးယော့နေလာပြီးတော့ဒါအနီစလော့ပ်ရဲ့ဒီယာတီပြောင်းလဲနေတဲ့နီးပြွာပိုင်းနေမှာဆာလာကလည်း ည်းနည်းလေးတော့သူကိုယ်တိုင်ခြေစွမ်းကြစင်တာမှန်တယ်ဒါစားကန်လို့လဲတွားပြီးဖြစ်နေတာကိုလဲတွေ့ရတယ်ပေါ့ကွာဆိုရင်ဟုတ်ကဲ့ပါအဲ့တော့ဒါအချင်းလေးအရရကတော့ဘလော့ဆက်မှာတော့ကြဘက်ကိုသွားတယ်ပေါ့နော်အတင်းလိုက်လဲအပြောင်းလဲနေချာမှာရုံးကန်နေရတယ်သူကိုယ်တိုင်လဲဒီကဲနှစ်တည်းကခြေစွမ်းနေရှင်မယ်ဆိုရင်သူ့ရဲ့ performance ကတော်တော်ကိုကြတယ်အဲ့တော့သူဒီလိုကြဆင်းလာတဲ့အဓိကအကြောင်းရင်းပေါ့ပြည်သက်တွေကလည်းဆာလာနဲ့ပတ်သက်ပြီးတချို့ဝေဖန်တန်လေးတချို့လည်းကြားလာပဲဆာလာကို line နဲ့အောက်တင်ပြီလားဆိုတော့မေကွန်းလေးလည်းထုတ်လာကြတယ်အော်ဒီဘိုင်းနဲ့ပတ်သက်ပြီးဆာလာပေါ်မှာညီလေးရဲ့အမြင်လေးလေးပြောပြပါဦးအဟုတ်ကဲ့ပါ ဟိုဆာလာကိုလိုင်းနဲ့အောက်သင့်ပြီလားကတော့ဟိုအမြဲတမ်းတော့မဟုတ်ပါဘူးတချို့တလီပွဲတွေမှာတော့ဒါအောက်သင့်ပြီလို့တော့ကျွန်တော်ကမြင်တယ်ဒါပေမဲ့အဲ့ထက်ပိုရေးကြည့်တာကဆာလာကိုလိုင်းနဲ့အောက်ရင်ဘသူ့ကိုသုံးမလဲဆိုတော့ကိစ္စရဖြစ်တယ်ပေါ့နော်ဟိုအသင်းမှာကတကယ်တိုက်ဆက်မှုတွေအများကြီးရှိနေတယ်အဲ့ဘွဲမှာတကယ်ဝင်ကာဆစ်ဆစ်လို့ပြောလို့ရတာမိုဟမက်ဆာလာတယောက်ပဲရှိတယ်ကော်ဒီကပိုဆိုရလဲဒါတစ်ချိန်လုံးကကွင်းလင်တိုက်ဆက်ကစားသမား inside forward ကစားသမားအနေမှာသူတောင်းပန်အောင်နောက်ပိုင်းမှာပြောင်းလဲပြီးကစားလာရကစားသမားပေါ့နော်တကယ်ဝင်ကာဆစ်ဆစ်တော့မိုဟမက်ဆာလာတယောက်ပဲရှိတယ်ပေါ့နော်အထူးသဖြင့်ညာချမ်းမှာဆိုရင် စားပေးမဲ့တကယ်ဝင်ကအရန်အောင်ရှိမနေဘူးအရင်နှစ်တည်းမှာဒီ Harvey Elliott ရှိတယ်ဒီဟာဒီမှာတော့ကျွန်တော်တို့ခီးရေးစာရှိတယ်ဒါမဲ့သူ့ရဲ့ကြံ့ခိုင်မှုအရာဒီပွဲထွက်ကိုအမြဲတမ်းကစားနေလို့မရဘူးအဲ့ဒီပြင်ကမှဒီဟာဒီ full back အနေနဲ့ခေါ်လိုက်တဲ့ frame bound ကိုသူတို့တိုက်ဆက်တဲ့မှာဒီစာလိုက်နေရာမှာအစားတော်အနေနဲ့အသုံးပြုတာမျိုးတွေ့ရတယ်ဒါမဲ့ frame bound လည်းဒီဟာဒီမှာဒဏ်ရာပြဿနာတွေဒါ၃ချိန်ရောက်ဖြစ်သွားပြီလေပါဦးရောက်လာပြီအမြဲတမ်းဒီ၃ချိန်လုံးမှာရတဲ့ဒဏ်ရာတစ်ခေါက်ကျော်ဒဏ်ရာဒါကောင်ကျော်တန်ရာဆိုတာအမြဲတမ်းဒါ6ဘက်ကနေ10ဘက်နားရတဲ့ဒဏ်ရာဆိုတော့မိုဟာမက်ဆာလာရဲ့အရန်ရှိမနေဘူးဒီဟာ ဟိုအရေးကြီးတဲ့ပို့ပြီးဒီ line အောက်တက်မီလာတဲ့ပို့ပြီးအရေးကြီးတဲ့ကိစ္စရရှိတယ်ပေါ့နော်တိုက်ဆက်ကစားသမားတွေဝယ်လိုက်တယ် Florian Via Akitike လက္ခဏာ Isak သုံးယောက်လုံးကသူတို့ရဲ့တက်ဆိုင်ရာအသင်းဟောင်းနေမှာဒါဘယ်ချမ်းကိုယာယီပြီးကစားတဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော်ဒီညာတောင်မှဆက်ဆက်အနေနဲ့ဆိုရင် Isak လက်ထွက်ကစားပေးနိုင်ဦး Florian Via လက်ထွက်ပြီးမကစားပေးနိုင်ဘူး Akitike ကပို့ဆိုးတယ်ပေါ့နော်အဲ့လိုအနေထားဆိုတော့ဒါဆာလာကို line အောက်တက်မီလာဆိုတာတော့ဟိုပြောရရင်တော့ဒါရှေ့မှာဆာလာ လုံပြခဲ့တဲ့အရာတွေအများကြီးရှိတယ် ဒီကျွန်တော်ကတော့ဒီသူတရားဒီမှာခြေစွမ်းကြဆင်းသွားတာကဟိုသူ့အသင်းပေါ်ရင်းနဲ့တွဲဘက်မမီလို့ဆိုရဲအနေထားတစ်ခုရှိတယ်ပေါ့နော်အဲဒုတိယချက်စဉ်းစားရင်တော့ရိုးပြောင်းလိုက်တာပေါ့ရိုးပြောင်းတဲ့တော့ဒီအာနီစလော့ရဲ့ဒီရာဒီအခင်းချင်းမှာဆာလာကခုနကကျွန်တော်ပြောခဲ့လို့ပဲအတွင်းထဲကိုဝင်မလာတော့ ဲ့တော့ဆာလာအရှိစီစဉ်နေမှာဘလို့ကောင်းခဲ့တာလဲဆိုသူစသရောက်ရင်းနေမှာ inside forward ကစားရတယ်နောက်ပြီးတော့ဒီသူ့ရဲ့ကေလဘောက်ကယ်ရီယာထောက်ဝက်လောက်ကျိုးတဲ့ခါမှာဒီ inverted wing ကနေနဲ့ကစားရတယ်အဲ့ဒီ role နှစ်ခုကိုလည်းဒါကျွန်တော်ရဲ့ကိုပိုင် theory တစ်ခုရှိတယ်ဗောနော်ခါလီကျရင် inside forward နဲ့ inverted wing ကရောတက်တယ်ဘောလုံးအတွင်းနဲ့ချိုးဝင်နိုင်ဒါ inside ဝင်ကမဟုတ်ဘူးဗောနော်အဲ့တော့ဘလို့လဲဆိုတော့ဒီဘောလုံးမရခင်အချိန်ဒီမှာဘယ်နေရာမှာနေလဲအရေးကြီးတယ် ဒီ inverter ဝင်တာအကြောင်းအရင်ပြောရရင် inverter ဝင်တာဆိုတာ invert ဆိုတဲ့အတိုင်းအကျွန်းနဲ့အမြဲဝင်နေတာမဟုတ်ဘူး။ तू ကဒီ base node ကိုပဲကပ်ပြီးဘောလုံးကိုစောင့်ပြီးတောင်းနေ။ဒါပေမဲ့ဘောလုံးရပြီဆိုတော့ तू ကဘောလုံးအတွင်းထဲကိုချိုးဝင်။အဲ့ဒါ inside ဝင်တာပေါ့နော်။ inside forward ကြာအဲ့လိုမျိုးမဟုတ်ဘူး။ तू ကဘောလုံးကိုစတောင်းတဲ့အချိန်တည်းက तू ဟက်စပေ့ထဲမှာရှိတယ်။ဒီ base node ကိုကပ်ပြီးမကစားဘူးပေါ့နော်။အဲ့တော့ sala ရဲ့ u byte နှစ်တွေမှာ तू က box နဲ့ပုံနေတယ်၊ go box နဲ့ပုံနေတယ် inside forward ကိုကစားခဲ့တယ်။နောက်ထပ်သူ့ရဲ့ landscape ကထပ်ပြီးပြောင်းသွားတယ်။ဒီ inverter ဝင်တာအဖြစ်ကစား။အဲ့မှာလဲ तू ကတကယ် white creator အနေနဲ့ key pass တွေအများကြီးပေးနိုင်တယ်ကိုယ်တိုင်ကအတွင်းထဲကိုဘောလုံးကြီးဆွဲဝင် ပြီးတော့ဟိုဂိုးရနဲ့ဘောလုံးကိုဒီအနံ့ခံနိုင်တယ်ပေါ့နော်သူ့ရဲ့ instinct အရာပေါ့နော်အဲ့တော့နှစ်ရိုးလုံးမှအဆင်ပြေတယ်ဒါပေမဲ့ဒီရာသီမှာကစားနေတော့သူ့အတွင်းထဲချိုးဝင်တဲ့ပါမစ်ကရှော့ကျလာပြီလို့လည်းပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအနောက်ကနေပြီးတော့သူ့ကိုတောက်လျှောက်ပန့်ပိုးပေးမယ် overlap run နေနဲ့ပန့်ပိုးပေးမယ် underlap run နေနဲ့ပန့်ပိုးပေးမယ်ဆိုတော့ service line တို့ဒီဘက်ကဒီ alexander arno တို့ကမရှိနေတော့ဘူးပေါ့နော် bradley ဆိုတာကလည်းသူက overlap run တက်ဒီအတွင်းထဲကိုဝင်ပြီးတော့ဒီကျွန်တော်တို့ ဒီ box state ကိုနံပါတ်10 row fake နံပါတ်10 row အနေနဲ့ကစားတဲ့ကစားသမားဆိုတော့သူ့အတွက်ကတော့ trap လည်းပျောက်နေတယ်လို့သူကိုယ်တိုင်မှလည်းဒီ1 vs 1အနေထားတွေမှာဒီတူးချင်းကြော်ဖြတ်မှုအနေထားတွေမှာကြာဆင်းလာတာတော့ဒါတိတိတပဲပြီးခဲ့တဲ့နှစ်ရည်သုံးပါလိဒါမဲ့ပြီးခဲ့တဲ့ရာသီမှာရခဲ့တဲ့ key pass တွေဒီ assist တွေဒီ twin goal တွေအဲ့ဒါတွေတော့ဒီရာသီမှာပို့ပြီးတော့ရောကြလာပြီပေါ့နော်အဲ့ဒါကြောင့်လည်းဒီ sala ကဒီပြိတ္တတွေကဒီလိုမျိုးဝေဖန်နေတယ်လို့တော့ကျွန်တော်ယူဆပါတယ်မနစ်ကတော့သူ့ရဲ့ကစားသမားကအကောင်းဆုံးပြသီးလို့တော့ပြောလို့ရအောင်ပေါ့နော်တကယ်ဆိုရင်မနစ်က ဆာလာကိုဒီလိုအချိန်လောက်မှာဒီဆာလာဘောလုံးတော်စုအတွက်သူ့ကိုအဘိုးတို့ပြိတ်သက်တည်နေတယ်ပေါ့နော်တစ်ပေးထားတယ်တစ်ပေးမှာချန်ပီယံလိမှာရှိုးတော့မှာထွက်လိုက်ရတယ်ပြည်ရင်းဖလားတွေမှာမမျှော်လင့်ပဲထွက်လိုက်ရလို့ဒါသူရဲ့ ranking ရတယ်တစ်ပြေးပြုတ်ကျသွားပြီးတော့ဒီ Premier League တခုတည်းနဲ့ဒီ Volendor စုမှာသူနောက်ောက်ကျသွားတော့ Clinic ကခြေစွမ်းကတကယ် outstanding ပါဘူးပတိုက်ပိုက်ဆိုင်နာကမနစ်ကအကောင်းဆုံးခြေစံရတယ်ပြီးတော့သူရဲ့အသင်းရဲ့အဓိကထောက်တိုင်နေဖြစ်တဲ့ဆာလာရောဘန်ဒါကိုစာချုပ်တက်တန်းချုပ်လိုက်တက်တန်းတိုးလိုက်ရပေါ့နော်ဒီနှစ်ကျတော့သူရဲ့ခြေစွမ်းလေးတီးတတ်တာကျသွားတယ်ဆာလာကအခုပြီးခဲ့တဲ့ ဒါ900ဒီမှာပေါ့ရှေ့ရှေ့ရဒီမှာစားသားစီရတယ်ကိုတို့ဘာမှဝေဖန်တဲ့ဆိုကြီးကြီးမားမားမကြောက်ရဘူးဖန်နီမှုပိုင်းကြည့်တော့လေဒီပြီးခဲ့တဲ့800ဒီမှာ double digit မပြရနှစ်ကြိမ်လားပဲရှိတယ်ကျန်တာအနည်းဆုံး10ကြိမ်12ကြိမ်13ကြိမ်ပြီးနှစ်ကဆို18ကြိမ်လောက်ဖြစ်သွားတော့ဒီဒီလိုမျိုးရှေ့ဆက်ပြီးတော့စားသားရဲ့ခြေစံပိုင်းရုံးကန်နေရတယ်ဘယ်လိုရှေ့ဆက်သွားမလဲဒီပိုင်းနဲ့ပတ်သက်ပြီးတော့ညီလေးအမြင်ပြောပြပေးဦးဟုတ်ကဲ့ပါဒီမှာတော့ option နှစ်မျိုးရှိတာပေါ့เนาะခုနပြိသက်တွေဝေဖန်လို့ဆာလာကိုလိုင်းနဲ့အောက်မလားဒါမှမဟုတ်ဆာလာကိုဒီ queen queen ထဲမှာပဲ portrait 7ယောက်ဆင်းထဲမှာပဲထည့်ပြီးတော့ ာလိုက်အကောင်းဆုံးပုံစံတွေရဖို့ဘယ်လိုပြင်ဆင်မလဲဆိုတဲ့အရာပေါ့နော်အဲ့တော့ဒီရာသီမှာဒါဆလာရုံးကန်ရတာခုနကျွန်တော်ပြောလို့ပဲနီးပြူအပိုင်းရှူတောင်အရာဆိုရင်ဒီ shape အရာအာနီစလော့ကအကူကြီးပေးဖို့လိုတယ်တကယ်တော့အာနီစလော့ပုံမှာလဲဒါအများကြီးမူတည်ရဲပေါ့နော်ဆလာခြေစွမ်းကြာနေတာမှန်တယ်အာနီစလော့ကလည်းဒီပုံမှာဆလာမမဟုတ်ဘူး Florian Vias တို့ Gagash တို့အဲဒီဘက်က frame bound တို့ Alassana Isak တို့ဒီကစားသမားတွေအကုန်လုံးဒီအံဝင်နဲ့ shape တစ်ခုအဲနီးပြူအတစ်ခု system တစ်ခုကိုသူ သွားဖို့လိုတယ်ဒါပေမဲ့အာနီစလော့ကအခုဘာလဲလုံးနေလဲဆိုတော့သူပြီးခဲ့တဲ့ယာဒီကဖလားရခဲ့တဲ့ရှိတ်ကိုပဲသူပြန်ပြီးသွားပြီးတည်နေတာကိုတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့မတူတာကအိတ်ရှိတ်ပဲအိတ်လူစင်းပဲတည်ပေမဲ့ပြီးခဲ့တဲ့ယာဒီမှာရခဲ့တဲ့ present အစုအဖွဲ့က present နားလည်မှုအားကောင်းတဲ့ coordination ကောင်းတဲ့ကိုယ်စိတ်ဂျူနီဖြစ်တဲ့ present အစုအဖွဲ့ကဒီယာဒီမှာရှိမနေတော့ဘူးအဲ Louis Diaz တို့ဒီဂျိုတာတို့ရှိမနေတော့ဘူးအဲ့တော့ present မှာတော်တော်လေးကိုအားရော့သွားတယ်ပေါ့နော်ဒီဆာလာကဒီယာဒီမှာမဟုတ်ပါဘူးပြီးခဲ့တဲ့ဒါ 2000ဒီ프리미어리그플라야ပြီးတော့ဒီ19 18 19 19 20프리미어리그플라야ပြီးတော့နောက်ပိုင်းเนี่ยစာလာကတိုက်စစ်มาဆိုဟိုလောက်ွားနှုံးဒီခန်းဆက်လောက်ွားနှုံးတော်တော်လေးရှော့ချပြီးကစားခွင့်ရတယ်။နည်းနည်းလေးပါစားပေးခံရတယ်ဘောနော present မှာဆိုလောက်ွားနှုံးနေသူ့ကိုရှော့တယ်။ giant clock လက်ထက်မှာအောင် icelo လက်ထက်မှာအောင်ရှော့ပေမဲ့ဒီကြံတဲ့ဒီ outfield player 6ယောက်ကသူ့ရဲ့လောက်ွက်တွေကိုဒီ hanasan လက်ထက်မှာပဲဖြစ်ဖြစ်ဒီ support line လက်ထက်မှာပဲဖြစ်ဖြစ်သူ့ရဲ့ ဒီခံစစ်ဟာကွက်တွေကိုပြန်ဖြည့်ပြီးတော့ကစားပေးနိုင်တယ်ပေါ့နော်အဲ့လိုကစားပေးရတဲ့အနေအထားမှာဒီ present scheme ကလည်းအရန်အရေးကြီးတယ်အဲ့လိုပဲဒီ arislop ကလည်းပြီးခဲ့ရသည်မှာသူ့အဲ့လိုပဲလုပ်ခဲ့တာပဲဒီပါစားပေးပြီးကစားရတယ်ဂျန်တဲ့ဆယ်ယောက်က live ဖြည့်တယ်ဆိုတဲ့ပုံစံမျိုးမှာ present အားဖြင့်တော့ liverpool ကအရင်အားမကောင်းတော့ဘူးဒါပေမဲ့ပြီးခဲ့တဲ့ရာသီက liverpool က present အလောက်ကြီးမပေးဘူးအထူးသဖြင့်ဒီ mid block လေးကိုထိုင်နေ deep ဖြစ်ဖြစ်ထိုင်နေပြိုင်ဘက်ကိုဘောလုံးပေးကင်နေအရင် present ကိုဒီဒီလက်ရှိရာသီလောက် present ကိုဖွင့်ပြီးပေးမနေဘူးပေါ့လေ ဒီကဒီမှာတော့ present ကိုဖွင့်ပြီးပေးလိုက်တဲ့အခါမျိုးမှာဒီဆလာရဲ့လိုအားနှုန်းဟာကွက်ကပိုပြီးသိသာသွားဖြစ်တယ်ဒီ Florian VS တို့ရဲ့ tracking run တွေကလည်းအားရတယ် AKTKF tracking run တွေကလည်းအားနေတယ်ဆိုရင်နေထားမှာဒီဆလာကဒီခန်းစက်ကိုတိတ်မလိုက်ဘူးဆိုတဲ့အမြင်တွေကဒီကဒီမှာပို့ပြီးတော့သွားမြင်တာပေါ့နော်ဒါပြိသက်တွေဝေဖန်တဲ့နေရာမှာလည်းဒါအဓိကအချက်ပဲမှန်ပါတယ်အမြင်နဲ့ Liverpool ကဒီညာကျန်းခန်းစက်မှာသူပြိုင်ဘက်ရဲ့2 vs 1ထိုးပေါက်တဲ့ပုံစံကိုရင်ဆိုင်နေရတယ်ဒါပေမဲ့ဒီကဒီမှာပို့ဆိုးတာကတိုက်စစ်ကိုသွားတဲ့အချိန်မှာလည်း ဆလာက1ပတ်ဆက်1သုံးမဟုတ်ခန်းစက်ကစားသမား2ယောက်သူတယောက်တည်းဆိုတဲ့ပုံစံမျိုးတွားပြီးမြင်နေရပြီးတော့ပို့ပြီးအဓိကကြကြကျွန်တော်တို့ပြောရမယ့်အရာကတော့ပြီးခဲ့တဲ့ရာသီမှာကျွန်တော်အရှိမလည်းပြောရပါတော့ server slide တို့ analyze ram တွေမရှိတော့ဘူးအဲ့ရာသီမှာဒီ number 10တို့ကစားဒီပွဲမှာဒီရာသီမှာအများဆုံးကစားခဲ့တဲ့ Florida VS ကဘယ်ချမ်းကိုယိုင်တယ်အဲ့လိုပဲဒီ Akitiki ကလည်းဘယ်ချမ်းကိုယိုင်နေဆိုတဲ့အခါမှာ Mohamed Salah က isolated ဝင်ကဆန်သွားတယ်သူတယောက်တည်းထိထိဖြစ်နေဆိုတဲ့ပုံစံမျိုးကိုမြင်ရတယ်ပေါ့လေအဲ့ဒီပြင်ဦးမှာဒါ ဟိုဝင်ခံရရင်တော့သူကိုယ်တိုင်နဲ့ဒီယာတီမှာခြေဆွမ်းတာဒီတာကိုထိုးပြီးတော့ကြာသွားပြီဒီ33နဲ့ဆိုရဲအနေထားဒါပြီးခဲ့တဲ့ယာတီကဒါဘယ်လိုပြောလဲနောက်တော့တောက်တဲ့မီးတော့လေးဖြစ်မလားကျွန်တော်တို့မခံမှန်းတတ်ဘူးတကယ်ကိုဟုံးတောက်သူ့ရဲ့အကောင်းဆုံးယာတီပဲဒါပြိုင်ပွဲဆုံးမှာတော့ဒါ34ကိုသွင်းပြီးတော့23ကိုဂိုးဖန်တီးရဲဆိုရဲဥစ္စာတော်တော်လေးကြောက်ဖို့ကောင်းတယ်ဒါဘောခုနကိုစိုးကြီးပြောခဲ့လို့ပဲဒီပြိုင်ပွဲတွေယာတီစောစောစီထွက်ခွာခဲ့ရချန်ပီယံလိဂ်က16သင်းစင်ကထွက်ရတယ်ကော်ရာဘောမှာလည်းသူဘလူပွဲမှာရှုံးတယ်အဖေကလည်းစောစီထွက်ခွဲရလို့သာ ဒါဘလွန်ဒီယိုမှာဒါအဆင့်၄ရတာပေါ့နော်အဲဘလွန်ဒီဘလွန်ဒီယိုရန်အဆင့်၄ဆိုတာတော့ဒါသူ့ကစားသမားဘဝမှာဒါပြီးခဲ့တဲ့ရာသီကအမြင့်ဆုံးပဲအဲ့လိုကစားသမားတယောက်ကိုစားကြောက်တက်တန်းတိုးလိုက်တယ်ဆိုတာကတော့ဒါလီဗာပူးအတွက်တော်တော်လေးတော့ risk ယူတာရတယ်ပြီးတော့တနစ်ချင်းတိုးတဲ့ပုံစံမဟုတ်ဘူးနှစ်နှစ်တိုးထားတာတစ်ဖက်ကဒါလီဗာပူး point of view ရဲ့ point of view ဘက်ကနေပြန်ကြည့်ရင်တော့ဆာလာကို ြီးခဲ့တဲ့ရာသီကခြေစွမ်းမျိုးလောက်ကြီးဒီရာသီမှာမျောမှန်းခြင်းမှာလည်းမျောမှန်းမယ်ဘာလို့လဲဆိုတော့သူ့မှာတိုက်ဆက်အတွက်ဂိုးတွေကိုမျှသွင်းပေးမယ်အလစား E-set ကိုအကီဒီကီကိုပါလာပြီသူ့အထိန်းအနေလောက်ပဲထားရလဲဖြစ်နိုင်တယ် financial point of view ရဆိုလဲဒါမိုဟာမက်ဆာလာဆိုတဲ့ကစားသမားမျိုးဒါအရှိလေပိုင်းဒေတာမှာဆိုတကယ်ဘာသာရေးခေါင်းဆောင်လို့ကစားသမားဟုတ်လောက်ကိုသူဘယ်လိုပြောမလဲဟုံးတောက်တယ်ပုံရိပ်ကြီးတယ်ပေါ့နော်ဒီအရှိလေပိုင်းကနေကြော်ညာတွေအဲ့ဒီအသိန်းနဲ့ကစားသမားတွေကြော်ညာကိစ္စတွေပါဒီ အကျိုးအမြတ်ရတဲ့ခါမှာလည်း50 50ခွဲယူကြတဲ့အနေအထားမှာလီဗာပူးကဒီမိုဟာမက်ဆလာရဲ့အရှိအလေပိုင်းဒေတာစီကနေရတဲ့အကျိုးအမြတ်ကလည်းတော်တော်လေးများတယ်ဒါအရှိအလေပိုင်းမှာဆိုတကယ်ရိုနယ်ဒိုလောက်ကိုရှိတယ်မိုဟာမက်ဆလာကအဲ့လိုအနေအထားမျိုးဆိုတော့ဟိုတူရီယာကွန်ထရက်တိုးလိုက်တာတော့မှန်တယ်ဒါပေမဲ့ဆလာရဲ့ဒီ ego အရာပေါ့နော်ဟိုအငြင်းတန်းပွဲထွက်ပြီးတော့ကစားခြင်းတွေလို့တော့မရတော့ဘူးလို့တော့ကျွန်တော်မြင်တယ်နီးပြရလဲဆလာကိုလုံးဝခောက်ထားပြစ်လိုက်တာတော့မဟုတ်ဖဲနဲ့တချို့ပွဲတွေမှာတော့တကယ်ကိုလိုင်းနဲ့အောက်ရဲဖို့လိုအပ်နေပြီဆိုတာတော့မြင်ရတယ်ဘာလို့ဆိုအသင်းမှာအငြင်းတန်း ဆယ်ယောက်ဆယ်တယောက်ဆိုတဲ့ခံစားမှုကြီးကိုပေးနေပြီလက်ရှိလဲပါဘူးကမိုဟာမက်ဆာလာကထားပါတော့ကျွန်တော်တို့ဒီခံစစ်ပိုင်းကို तू မကူနိုင်ဘူးဆိုရင်တိုက်ဆက်ပိုင်းမှာဘောလုံးရတဲ့အခါမှာတော့သူ့ရှိရအပြည့်ဝကျွန်တော်ရနေဒါတန်နေပေါ့လေပိတ်သက်ရှုတော့ရဆိုဒါပေမဲ့တိုက်ဆက်ကြတော့လည်း तू သူ့ရှိရပြီးခဲ့ရတဲ့အားလုံးမထွက်တော့ဘူးဒီသင်ကိုးတွေ assist တွေမရဘူးဆိုတော့မှတကယ် performance အရာ तू ဘောမက်ဆာလာစီရောက်ရင်ဘောလုံးပြတ်သွားပြီဆိုတဲ့ဟာမျိုးတွေခဏခဏမြင်လာတဲ့အချိန်မျိုးမှာဒါအာရီစလော့အနေနဲ့လေလုံရဲလာဖို့တော့လိုပြီလို့တော့ကျွန်တော်မြင်ပါတယ်ပို့ဆိုကြီးမှန်ပါတယ်ဆာလာလိုကစားသမားမျိုးဆိုတော့လည်း မနီစလော့အနေနဲ့အဲ့လိုလိုင်းနက်ကတွေအောက်လိုက်ဖို့ဆိုတာသူလည်းတော်တော်လေးစဉ်းစားမယ်မှန်ပါတယ်အခုတော့မလုံရဲသေးဘူးလို့အခုလိုမြင်တယ်အဲ့တော့ဆလာလည်းပို့ပြီးတော့ဟိုကစားတာလည်းပို့ပြီးတောင်းတာပို့ပြီးသူ့ကိုလည်းထောက်ပံ့ပေးနိုင်မယ်အခုအခင်းချင်းတစ်ခုမျိုးပေါ့နော်အခုထိတော့တရားလီရဲ့ဒီအစပိုင်းကာလဒီစက်တပွဲလောက်ပြီးမှတော့အကောင်းဆုံးပုံစံအလုပ်ပြနိုင်လေဆိုတော့လက်ကျန်ရာသီမှာရောစလော့နေတယ်ဘယ်လိုပုံစံမျိုးဆက်ပြီးတော့သွားရမလဲပေါ့ဆလာကိုလည်းဆက်ထားမယ်ဒီဒီပုံစံတိုင်းပဲဆက်သုံးမယ်ဆိုတော့တေချာတော့ရလက်ဒီလက်ပြချာချာတိုးတက်လာမှဖြစ်တော့မယ်ဆိုတော့ဒီပုံမှန်ကြီးလေးနေနေပြောလို့ ဟုတ်ပါတယ်ကိုဆိုရင်ဒါ option 2ကပဲဒီဆလာ line out တာဖြစ်တဲ့နေပေါ့နော် option 1ကတော့ဒီဆလာပါဝင်တဲ့အခင်းချင်းကိုပဲပို့ပြီးတိုးတက်လာမယ်အခင်းချင်းတခုကိုသူဖန်တီးနိုင်မှုလိုတယ်တကယ်တော့ကိုဆိုကြီးပြောလည်းမှန်ပါတယ်ဇာဆလာလိုကစားသမားမျိုးကို line out ဖို့ဆိုတာကတကယ်တကယ်တော့မလွယ်ဘူးပေါ့နော်ဒီ ego တွေကိုထိမ့်ချုပ်ရတဲ့နီးပြတူအတွက်ကအနီစလော့လိုပုံရိပ်နဲ့နီးပြအတွက်ကပို့ပြီးတော့မလွယ်ဘူးပေါ့နော်ဆလာဆိုတာကလည်းဒါအလုံးသိကြတဲ့အတိုင်းဒါ giant club နဲ့တောင်ဒါအခြေတင်ကြီးကွင်းထဲမှာနေအပြန်လဲအော်ဟစ်ခဲ့တဲ့ပုံစံမျိုးတွေရှိတယ်သူ့ကို line နဲ့အောက်ထားရင်ဆိုတော့အာနီစလော့ဘက်ကလည်းစဉ်းစားမှာပေါ့လေဒါတွေကိုနော်သူသူ line နဲ့အောက်ရင်ဒီ line နဲ့အောက်တဲ့ပွဲနိုင်ကောင်းနိုင်မယ်နောက်ပွဲတွေမှာဒီဆာလာတဲ့ကတော့ကစားဖြစ်နေမယ်အသင်းတွင်းအခြေအနေကပို့ပြီးတော့ကြီးမားတဲ့ပြဿနာဖြစ်လာနိုင်တယ်ဒါကိုလည်းသူစဉ်းစားဖို့ရတယ်ဒါပေမဲ့အဲ့ဒါကိုသူထည့်သုံးမယ်ဆိုရင်တော့အဲ့ဒါကိုကြောက်လို့သူဆာလာကိုမခောက်ရဲဘူးထည့်သုံးမယ်ဆိုတော့ဆာလာကိုခြေစွမ်းပေါ်နိုင်မယ် ခင်းချင်းမျိုးတော့အာနီစလော့လုပ်ဖို့လိုပြီလို့တော့ကျွန်တော်ယူဆတယ်ဒီမှာတော့ option တွေအများကြီးရှိကောင်းရှိပါလိမ့်မယ်ဒီအာနီစလော့ကိုယ်တိုင်လည်းတချို့ပွဲတွေမှာသွားဘူးတာမျိုးတွေ့တယ်ဒီ442 diamond shape ပေါ့နော် tyson moon နှစ်ယောက်မလားဆာလာနဲ့ akidiki တွဲမလားဆာလာနဲ့ isa တွဲမလားအဓိကကျွန်တော်ဟိုနားလည်လွယ်အောင်ပြောရရင်တော့ဆာလာကိုဘိုးပေါက်နဲ့နီးတဲ့နေရာမှာထားဖို့လိုပြီအခုကဆာလာက test line နောက်ကိုရောက်တယ်ဒီ middle တက်ဆောင်နားလောက်ကိုရောက်တယ်ဒါပေမဲ့ဒီ present မှာကြောက်ရလေသူကထိတ်ဆုံးကစားမှမဟုတ်ဘဲနဲ့ဒီ second line presser လောက်ကိုနေရာယူပြီးတော့ခန်းစဲကုန်ပြလိုက်ဖို့ရဲ့အနေထားမှာ ိုပြီးတော့ဟာဟာကွက်တွေများတယ်ပေါ့နော်ဒါပေမဲ့အရင်တော့ဂျိုင်ကလော့လက်ထက်မှာအဲ့လိုကစားကြတာပဲမှန်တယ်ဂျိုင်ကလော့လက်ထက်မှာက pressing ကလုံးဝဒူးတော့တိုင်းပေးတာဒီ cancel line မှာဆို1 vs 1နေကြတယ်ဥမာထားပါတော့ဒီ finisher tone နဲ့ပဲတွေ့တွေ့ဒီ market rushford နဲ့ပဲတွေ့တွေ့တကယ် jack green နဲ့ပဲတွေ့ထားပါတော့ဒီ premier league ရဲ့ပဲဖြစ်ဒီဥရောပရဲ့တောင်ပံကစားသမားထိပ်တန်းတောင်ပံကစားသမားတွေဆိုတာကတကယ်ပွဲကန်တဲ့အချိန်မှာသာပွဲမစခင်တာဒါအာနိုဒီကစားသမားကိုဘယ်လိုထိမ့်မဲ့တွေးနေတကယ်ပွဲကန်တဲ့အချိန်မှာလာဇာရအာနိုတက်ကတ်နေတာပြိုင်ပွဲရဲ့ full back အဲ့ဖီနီရှားတို့ဒီမာကာရက်ဖို့ယူထားတာကဒီဂျိုကိုမတ်တို့မာတစ်တို့ခွန်နာဒေးတို့စသဖြင့်ဒီစန်တာဘက်ကထွက်ပြီးယူပြီးတော့ခက်စလိုက်မှာ1ပါဇက်1ထားပြီးတော့တကယ်ရဲတင်းနဲ့ present ပေးတာပေါ့လေအခုဒီနောက်ပိုင်းရာသီတွေမှာတော့ဒီဓာမျိုးလောက်တာကြီးမရှိတော့ဘူးဒီပြန်ပြန် full back ကလည်းဒီပြိုင်ပွဲဖူးဘက်ကလည်းကိုယ့်ဘက်ကိုတက်လာတယ်ကို့ဖူးဘက်ကလည်းဒီဝင်ကာနဲ့ဖူးဘက်ကိုပြိုင်ပွဲရဲ့ဝင်ကာနဲ့ဖူးဘက်ကိုရင်ဆိုင်ရနေသားမျိုးမှာဒီဆာလာရှိရဒီခန်းဆက်မှာလောဟာနှုန်းတစ်ခုညော့နေတာလေးကလပါဘူးညချမ်းခန်းဆက်အတွက်ဒီပြိုင်ပွဲတွေရဲ့ဖြစ်မှဖြစ်လာစေတယ်ပေါ့နော်အဲ့တော့အခင်းချင်းရဆိုရင်တော့ဒါ Florian VS လေဒါ Diamond Mifi ရဲ့ဒီစိတ်ဝင်ထိတ်မှာကစားလို့ရတယ်တိုက်စစ်မှုနှစ်ယောက်ပုံစံကိုပြန်သုံးဒါမှမဟုတ်ဒါအရင် Gang Glow လက်ထက်ကသွားခဲ့တဲ့ရှိတ်လိုလည်းပြောလို့ရတယ် Force 9နေရာမှာ Florian VS ရှိမယ်ဒီတိုက်စစ်မှုနှစ်ယောက်နေရာမှာဒီ Mane Sala နေရာမှာလက်ရှိ AKTK Sala ဆိုတဲ့ပုံစံမျိုးကိုပြန်ပြီးသွားဖို့လိုအပ်လာပြီလို့တော့မြင်တယ်လက်ရှိမှာဒီပုံစံတိုင်းဆက်သွားနိုင်မယ်ဆိုရင်တော့ Sala ရဲ့ခြေစွမ်းကထပ်ပြီးတက်လာလိမ့်မယ်လို့ကျွန်တော်မမြင်ဘူးသူလည်းဒါအသင်းမှာဒါ၈ရာသီလောက်ကိုကောင်းကောင်းကြီးပေးဆက်ခဲ့ပြီးပြီဒီရာသီမှာလည်းဒါ ဒါပြိုင်ပွဲတော့၅ဂိုးအတွင်းသုံးဖို့အဆင့်ဆိုတဲ့အနေဒါအရင်ရော့နေနေထားတော့မဟုတ်ဘူးဒါပေမဲ့ခြေစမ်းအားဖြင့်တော့အသင်းရဲ့ခံစစ်ဘိုင်းရရောကစားခွက်တီဆမှုဘိုင်းရရောဒီတိုက်စစ်ကိုသွားတဲ့ဒီ fluid တတိတိုက်စစ် attacking အရာရောဆလာကတော်တော်လေးကိုဟိုအသင်းအတွက်အနောက်ရက်လိုပဲပြောရမယ်ဒါကျွန်တော်ပြောရရင်ကျွန်တော်တို့မြင်နေရတဲ့လောက်ကတော့ဆလာနဲ့ဒီအသင်းနဲ့မချိတ်ဆက်နိုင်တော့ဘူးဆိုတာမျိုးသွားပြီးတော့တွေ့နေရတာဖြစ်တဲ့အတွက်ဒီအခင်းချင်းကတော့ Ainslot ပြင်သွားမလားကျွန်တော်စောင့်ကြည့်သွားရမယ်ကိုစိုးကြီးဆလာဆိုတာက Premier League မှာတရားလီ goal 20လောက်ကို အေးစစေးမျောမျောလိလို့ရတယ်ကစားသမားမျိုးပေါ့နော်အခုသူ800ဒီကစားထားမှာပရီးမီးယားလိမှာဆို188ကိုဘောဘန်ဒီမူ88ချိန်နဲ့ဒါ800ဒီဘက်မှာဒါသူတို့ရဲ့အစင်လာပြိုင်ဘက်လို့ပြောလို့ရတယ်ယူနိုက်တက်ကဝိန်းရိုနီရဲ့ဒီအသင်းတစ်သင်းထဲမှာကစားခဲ့ပြီးတော့တွင်းခဲ့တဲ့တွင်းကိုနဲ့ကိုဖန်ဒီမူစံချိန်ကိုသူလိုက်နေပါပြီဆိုစစားသားလိုကစားသမားမျိုးကိုသူတို့ပြောရတာအမှန်တော့ risk တော့များတယ်ဒါပေမဲ့ဒီအာဒီအနေထားရတော့သူ့ရဲ့ level နဲ့ရှင်းမယ်ဆိုရင်တော့ပုံမှန်အောက်ကိုရောက်နေဆိုတာညင်းလို့မရဘူးဒီမှာအခုတစ်ချက်စဉ်းစားမိတာဒီ Louis Dia ထွက်သွားတာလေအသင်းရဲ့ဒီတောင်ပံအိုင်ကြီး လောက်အားနှုတ်ပါတော့ဘယ်ချမ်းအခုဒီနေ့မှာဆိုတယောက်မှဒီဘယ်ချမ်းမှာအဲ့လောက်ပြန်ဘက်ခံစစ်ကိုဖျူဖျဲဖြစ်အောင်မှွေနောက်နိုင်တဲ့ဒီစားလမမျိုးဟိုဘယ်လိုပါမလဲတိုက်စစ်နဲ့ပတ်သက်ပြီးအရန် impact ဖြစ်တဲ့ပုံစံမျိုးပြတယ်မနစ်ကကြတော့ဒီရက်ကလည်းအဲ့လိုလုပ်ပေးရတယ်ဆာလာလည်းအချိန်တိုင်းဂိုးတွေဆိုနေလို့တောင်မှနှစ်ဖက်ကပြတော့ကိုမြိုင်ဆန်ပြီးတော့ထိမ့်နိုင်သိမ့်မရဘူးဆာလာဒီအကောင်းဆုံးပုံစံရခဲ့တယ်အဲ့တော့ဒီနောက်ဆုံးဒီ topic နဲ့ပတ်သက်ပြီးတော့ညီလေးအမြင်တော့ဗာများဖြစ်ဆက်ပြီးတော့ပြောချင်ပါတယ်ဟုတ်ပါတယ်ကိုစိုးကြီးဒီ နှွေးစီကထွက်သွားတာဒီတောင်ပန်းနှစ်ဖက်ရဲ့ balance ကိုအောက်ပါစေတယ်ပေါ့နော်ဒီတောင်ပန်းတွေကိုကြည့်လိုက်မယ်ဆိုကျွန်တော်တို့ traditional number တွေရှိတယ်ပေါ့နော်နံပါတ်လေးစီထားတာရှိတယ်တောင်ပန်း player နှစ်ယောက်ကအများတန်းဒါအင်္ဂလန်မှာဆိုရင်ပေါ့လေနံပါတ်7တယောက်ရှိတယ်နံပါတ်11တယောက်ရှိတယ်အဲ့နှစ်ယောက်ရဲ့ role ကမတူဘူးပေါ့နံပါတ်11ကစားသမားကဒီအသင်းရဲ့ကစားကွက်ထဲကိုပို့ပြီးပတ်စင်နေနဲ့ကစားကွက်ထဲကိုပို့ပြီးပါဝင်ရတယ်နံပါတ်7ကစားသမားကကြတော့သူကတူးချင်းလိန်ဖြတ်လိန်ခောက်ကြော်ဖြတ်မှုလေးနဲ့ပြိုင်ဘက်ရဲ့ဒီခန်းစစ်ကိုရှစ်ကီဖြစ်သွားအောင်လုပ်ရတဲ့ကစားသမားပေါ့လေဒီဥမာအနေနဲ့ဆိုကြ United မှာဆိုရင်ဒါ 11 player Ryan Giggs ပေါ့နံပါတ်7က Ronaldo ပေါ့အခုလက်ရှိ City ကိုနောက်ဆုံးပွဲမှာကြီးလိုက်မယ်ဆိုတော့ Doku ကနံပါတ်7 player ဆို11 player ဒီဘက်က Chucky ပေါ့နော်အဲ့လိုပုံစံမျိုးလေးနှစ်ယောက်မှာမတူဘူးအခုကဒီ Gap Cody Gapo နဲ့ Salah ဆိုတာ11 player နှစ်ယောက်ဖြစ်နေလို့မျိုးသွားပြီးခံစားရတယ် Cody Gapo ရဲ့ move တွေကလည်းအရန်ကို predictable ဖြစ်တယ်ပေါ့နော်ခံမှန်းရလွယ်တယ်သူဒီ attorney ကိုကတ်နေလောက်မယ် cross လောက်နေလောက်မယ်မလောက်ရင်ကန်မယ်ဆိုတဲ့အနေဒါမျိုးမှာဒီ Salah ဘက်ကိုလည်း သွားပြီးတော့ဝင်ပြီတာဗောလေဒီဆာလာတူချင်းကြော်ဖြတ်ရမယ် isolated ဝင်ကဖြစ်သွားတယ်ပြီးခဲ့ရာဒီမှာတော့ခုနကျွန်တော်ပြောခဲ့တဲ့ isolated ဝင်ကဘယ်ချမ်းမှာရှိတယ်ဒါပေမဲ့ light ဖတ်တယ် louis dias ဒါပေမဲ့ဒီရာဒီမှာတော့အသင်းသားတွေ florian vias တို့ akidiki တို့အကုန်ဘယ်ချမ်းရင်စားရခါမှာ isolated ဝင်ကဆာလာဖြစ်သွားတယ်သူကဝမ်ပစက်ဝမ်မှာမကျွတ်တော့ဆိုတဲ့အသက်အရွယ်မျိုးလည်းရောက်လာတယ် pace အားဖြင့်လည်းကြာလာပြီဗောနော်အဲ့တော့ဟိုဘာများဖြည့်ဆွက်ပြီးပြောကြင်သေးလဲဆိုရင်တော့ဒါဆာလာရဲ့ဆာလာနဲ့ဒီလက်ရှိလေဗာပူးနေတာဆာလာနဲ့အာနီစလော့နေတာအာနီစလော့ဘက်ကဆိုရင်တော့ဒါ ဟိုကုန်ကန်ဒီဖက်ကြမ်းလေးကိုဖြွာကျင်တဲ့အနေထားပေါ့နော်ဒီဒီဖြွာဖို့လည်းအားတင်ရတယ်လက်ပူမာကိုလည်းကြောက်ရတယ်ဒီလိုအနေထားမျိုးလေးဖြစ်နေတာတော့တွားပြီးတော့တွေ့ရတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ကိုစိုးကြီးဟုတ်ကဲ့ပါခုဆာလာနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံဒါအမြင်လေးတွေကို share လုပ်ပေးတဲ့ဒါကောင်းသိပ်ကိုကျေးဇူးအများကြီးတင်ပါတယ်ဒီတမနာအခုကျွန်တော်တို့ညီကိုတွေတင်ဆက်ပေးခဲ့တာကတော့ဆာလာရဲ့ဒီအာဒီခြေစွမ်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့အမြင်လေးတွေကို င်ဆက်ပေးခဲ့တာဖြစ်ပါတယ်အခုလိုအချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာပြန်ဆုံပါမယ်ခင်ဗျာ